မိဘပြည်သူများရှင် Brian Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။ကျမချစ်ရတဲ့မိဘပြည်သူများကိုကျမပထမဆုံးပြောချင်တာကကျမတို့အခုခေတ်အခါမှာပေါ့နော်လူဖြစ်ရတာကံကောင်းတယ်လို့မိဘပြည်သူများကိုကိုကိုယူဆပါသလားရှင်။မိဘပြည်သူများအနေနဲ့ဘဝပုံစံတွေမတူညီတာရှိမယ်။ဟိုဘဝဘေးကုသိုလ်တွေမတူတာရှိမယ်ပေါ့နော်။ကိုကအခုချိန်ကြီးအဆင်ပြေချုံးမွေးနေရဲဆိုရင်တော့အော်ငါကံကောင်းလိုက်တာလို့လို့တွေးလို့ရပါပေါ့ရှင်။တကယ်လို့ငါလူဖြစ်ရတာကန်ဆိုရလို့တွေးနေရဆိုရင်တော့မြန်မာနိုင်ငံအနှံ့အပြားအပြင်ကိုကဘာကြီးကိုပါလှမ်းပြီးတော့မျောကြည့်လိုက်ပါရှင့် ကုတ်လို့ကန်ဆုံးနေတဲ့သူတွေအများကြီးပဲတွေ့ရှိပါလိမ့်မယ်ရှင်။ဒါကြောင့်စိတ်တက်မကြဘဲနဲ့ဘဝကိုဆက်လက်ရှောင်လန်းနိုင်ဖို့အတွက်သာနေစဉ်လုပ်ငန်းဆောင်တာတွေကိုကြိုးစားလုပ်ဆောင်ပါလို့လည်းကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။ကျွန်တော်ကဗုဒ္ဓဘာသာရဖြစ်တဲ့အတွက်ဘာသာတရားအသိလေးနဲ့လည်းနေစဉ်နေတိုင်းစင်ကျင်နေထိုင်ဖို့တော့လိုအပ်တာပါရှင်။ဒါကတော့သတင်းမတင်ဆက်ခင်လေးကျွန်မကနဦးလေးပြောပြရပါရှင်။အခုစစဆောင်ပြောရမယ့်သတင်းလေးကတော့ကျွန်တော်တို့တတိယကဘာစစ်ဖြစ်မှာကိုစိုးရိမ်နေတဲ့သူတွေရှိရပေါ့နော်။ကျွန်မကလည်းစိုးရိမ်နေရှင့်။တတိယကဘာစစ်ကကျွန်တော်တို့နဲ့အရန်ဒီကတ်နေပြီလို့လည်းခံစားနေရပါတယ်။ စစ်ပွဲတွေအချင်းတွေ့ရတဲ့အချိန်မှာဆိုလဲဖြစ်နေကြတာပေါ့နော်။ရုရှားနဲ့ယူကရိန်းနဲ့စသဖြင့်ပေါ့ရှင်အဲ့လိုကိစ္စရက်တွေပေါ့။အခုဆိုရင်အီရန်နဲ့အစ္စရေးနဲ့ပေါ့နော်။အီရန်နဲ့အစ္စရေးဖြစ်တဲ့ကိစ္စကအခု9ရက်6ရက်လောက်ရှိလာပြီ။အခုချိန်ထိတည်တည်မဲ့တိုက်ခိုက်နေကြတော့မယ်ရှင့်။အခုဆိုရင်ဒီအီရန်ကတီဟေရန်မြို့ကနေပြီးတော့ပြည်သူတွေကလည်းကားဒန်းကြီးနဲ့ကိုသူတို့မြို့ကနေပြီးထွက်ခွာနေကြပါရဲ့ရှင့်။ကျွန်တော်တို့နိုင်ငံမှာလည်းစစ်ပေးရှောင်ရတဲ့သူတွေများတဲ့အတွက်သူတို့ရှင်နေရခန်းစားချက်ကိုကျွန်တော်တို့လှမ်းပြီးတော့ကိုချင်းစာကြည့်လို့ရပါရဲ့ရှင့်။ တော့ Israel နဲ့ Iran ဖြစ်တဲ့ကိစ္စကတမိုင်းကြောင့်ဖြစ်စဉ်လေးအများကြီးပေါင်းပတ်သက်နေရပေါ့နော်အဲ့ဒီအကြောင်းအရာလေးတွေကိုအခုဒီဂါလာတွေအတွင်းမှာကျွန်တော်တို့ Prime Media မှာလည်းနိုင်ငံတကာ သတင်းအစီအစဉ်လေးမှာဆရာကြီးစိုးလင်းမောင်နှောင်းနိုင်ငံရေးရာလေလာတုံးသက်သူဆရာကြီးစိုးလင်းကလည်းတတိချာချာလေးတင်ပြထားရှိရဲ့အဲ့ဒါလေးကိုစိတ်ဝင်စားဆိုလေလာလို့ရတယ်။နိုင်ငံကရေးရာဆိုတာကတော့သိထားတာမမှားပါဘူးရှင်။အလုံးချိတ်ဆက်ပြီးစဉ်းစားလို့ရအောင်ပေါ့နော်။ဒီတော့အခုဖြစ်နေတဲ့အီရန်နဲ့အစ္စရေးစာဆိုတဲ့ဒီလိုပါပဲ။အစ္စရေးနိုင်ငံကသူကတကယ်တိတိလေးသူကလေသူကဂျူးစ်တွေနေတာပေါ့နော်။ဂျူးလူမျိုးတွေကတော်တော်အုံနောက်ကောင်းတဲ့လူမျိုးတွေမှာပါတယ်လို့တော့ကျွန်တော်တို့သမိုင်းမှတ်တမ်းနေအရာသူတို့ရဲ့နေထိုင်မှုပုံစံတွေကသိရတာပေါ့နော်။ဂျူးစ်တွေကညံကောင်းတဲ့ နော်သူတို့ဟာဆိုသူနိုင်ငံလေးကဒီ Islamic နိုင်ငံကြီးချားထဲမှာရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက်သူတို့နိုင်ငံသားတွေအားလုံးကတဏ္ဍလေးလွယ်ပြီးတော့သူတို့အသင့်အနေထားနဲ့အမြဲတမ်းနေထိုင်နေတဲ့ပုံစံလေးရလေဒါကျွန်တော်တို့အမြဲတမ်းမြင်တွေ့နေကြပါတော့။ Iran ကိုလည်းသူကတိုက်ခတ်လိုက်တဲ့အချိန်ဒီတစ်ခုမှာ Iran နိုင်ငံကနျူကလ িয়ার ပိုင်ဆိုင်သွားရင်သူ့အတွက်အနေရှိရဲဆိုတဲ့အကြောင်းပြကြတယ်ပေါ့နော်။ကဘာယူအနေရှိရဲသူ့အတွက်အနေရှိရဲဆိုပြီးသွားတိုက်လိုက်တာ။ဒါပေမဲ့နှစ်ဖက်လုံးကြိလိုက်ပြန်တော့လေ Israel ကလည်းသူ့ရဲ့အကြောင်းပြကြတဲ့သူသူ့နိုင်ငံရည်တည်ချက်နဲ့သူသူ့နိုင်ငံရေရှည်တည်တံ့မှုတော့ကိုသူဒီကိစ္စကိုလုပ်ရတယ်။ ီရန်နိုင်ငံနဲ့ဒီအစ္စလာမစ်ပေါ့နော်အစ္စလာမစ်ဒါနိုင်ငံတွေပေါင်းပတ်သက်လာနိုင်တယ်အချိန်ကြာရင်လည်းသူတို့ကလည်းသူတို့ရဲ့ရက်တီချက်သူတို့ရဲ့ထောက်ခံချက်ပေါ့နော်သူတို့ရဲ့အတွေးခေါ် user လိုက်ပေါ့ရှင်မှန်တယ်ထင်လို့ရှင်သူတို့ကလည်းလုံမှာပဲဆိုတော့ကျွန်မကဘာမှာရှိခဲ့တဲ့စကားလေးတစ်ခုသတိရမိရဲ့ရှင်အမှန်တရားတွေထိတ်တိုက်ရင်ဆိုင်ရတဲ့အခါမှာစစ်ပွဲတွေဖြစ်တယ်တဲ့တော်တော်ကြောက်ဖို့ကောင်းတဲ့စကားပဲရှင်သိလားဘာကြောင့်လဲဆိုတော့လူတွေကအမှန်တရားကိုမလွန်ဆန်နိုင်ကြဘူးရှင်လူတိုင်းကအမှန်တရားအလိုရှိတယ်ဒီတော့မင်းလည်းမှန်တယ်ငါလည်းမှန်တယ်ဆိုပြီးထိတ်တိုက်တွေ့ရတဲ့အခါကျတော့ဘယ်သူမှအရှုံးမပေးတော့ဘူးတောင်နေတောင် အရှောက်မပြီးတော့ရသလိုကိုပြောင်းလဲတောင်းတိုက်ခိုက်တဲ့အချိန်မှာစစ်ပွဲတွေဖြစ်လာတာရှင့်ကျွန်မနိုင်ငံလည်းဒီလိုပဲဖြစ်နေလို့ကျွန်မပြောပြရတာပေါ့နော်အားလုံးကတော့ငမန်းနဲ့ထင်ကြတာပဲဒါပေမဲ့နိုင်ငံတို့အကျိုးရှိရအမှန်တရားမှာလဲဆိုတော့ကျွန်မတို့စဉ်းစားသုံးသပ်ရမှာပေါ့ရှင့်အဲ့ဒါတော့တစ်ပိုင်းပေါ့နော် ီတော့မြေတို့ပင်ဆိုတဲ့ကောင်မှုစစ်ပွဲတွေဖြစ်သွားပြီးပြီဆိုတော့ဆုံးရှုံးမှုတွေအများကြီးဖြစ်တာပေါ့ရှင်။ Israel ရော Iran ရောနှစ်နိုင်ငံလုံးအခုဆိုရင်ပြည်သူတွေရောသူတို့ရဲ့အခြေခံအဆောက်အုံတွေပေါ့နော်အားလုံးလည်းဒုက္ခတရားနဲ့ငြင်းဆိုင်နေရတာပေါ့ရှင်။အဲ့လိုအခြေအနေရှိပါတယ်။ Iran ဘက်ကနေပြီးတော့ဘက်ခွဲမယ်ဆိုတော့ပေါ့နော် Iran ဘက်ကနေပြီးရက်တီတာက Russia တို့ဒီတရုတ်တို့တူရကီတို့မြောက်ကိုရီးယားတို့ Pakistan တို့ဆိုပြီးတည်ရတယ်ပေါ့နော်။အဲ့တော့ Israel ဘက်ကရက်တီတာ American နဲ့နောက်ထပ်နိုင်ငံတွေဆိုတော့သူတို့နှစ်နိုင်ငံကြားတဲ့ပြဿနာရက်ထဲမှာမြန်မာနိုင်ငံကတော့ဘာမှပတ်သက်လာနိုင်လားဆိုတော့ အနည်းငယ်ပေါ့ပတ်သက်နိုင်တယ်ရှင့်အားလုံးကချိတ်ဆက်နေရဆိုတော့လေအဲ့အားလေးတွေနည်းကျွန်မနည်းနည်းလေးတော့ဟိုလိလာတုံးတက်တာလေးပေါ့နော်အားလေးတော့ဆွေးနေကြပါရှင့်မဆွေးနေခင်မှာကျွန်မပြောချင်တာ history ကထောင်လိုင်းကြီးပေါ့နော်ထောင်လိုင်းကြီးကတော်တော်ကိုတော်တယ်ဆိုပြီးတော့အခုချီချုခံနေရတယ်ဘာကြောင့်လဲဆိုတော့စစ်ပွဲဖြစ်ဖြစ်ချင်းပထမဆုံးရက်မှာလဲပထမဆုံးရက်မှာပဲပေါ့နော်အီရန်ဘက်ကစစ်ပတ်ဆိုင်ရာနဲ့နျူကလ িয়ার ပညာရှင်တွေကိုထိတ်သီးတွေကိုလုံခြံနိုင်လိုက်တယ်ရှင့်တော်တော်ကိုစိုးဝါးကိုသူတို့ဘက်ကထိခိုက်သွားတာပေါ့နော်အဲ့နဲ့အီရန်နေပြီးတော့ဒီဦးစီးချုပ်အစ်စ်တွေပါဆိုထပ်ခန့်လိုက်တယ်အဲ့ဒါလေ၃လရဲ့အတွင်းမှာထပ်ပြီးလုံခြံခံရတယ် ထပ်ပြီးတော့ဟိုခြေမုံခံရတယ်ပေါ့နော်ဆိုတော့ Israel နိုင်ငံရဲ့ထောင်လိုင်းကြီးကတော်တော်ကိုသူတို့ရဲ့အတွင်းစည်းထီကိုဖောက်ပြီးတော့လုံနိုင်တဲ့သဘောတရားလေးပါရှင့်ကျွန်တော်မြန်မာနဲ့တွေ့မယ်ဆိုတော့ရှင်ဒါတစ္ဆပောက်လောက်လောက်တာပေါ့ရှင်ပြီးတော့တခုရှိရလေဖယဲသီးလို့ခေါ်ကြတယ်အဲ့လိုပေါ့နော်ဖယဲသီးရဲ့လုံဆောင်ချက်တွေကြောင့် Israel ကနေပြီးတော့သူတို့ရဲ့ထိပ်သီးကိုလုံနိုင်သွားတာပေါ့ရှင်ဒီတော့ကျွန်တော်နိုင်ငံလည်းဒါတန်ငန်းစာရှူစရာပဲရှင့်နိုင်ငံကောင်းဆောင်အမြင့်ပိုင်းနေအနေနဲ့ကိုနာမှာရှိတဲ့ပုပ်ကိုတိုင်းကိုတေချာလေးတတိနဲ့တော့ဆင်ကျင်ပြီးတော့နေရာချထားပေးတယ်လို့ထင်ပါတယ် အနည်းဆုံးသူကသာကိုယ့်ရဲ့နောက်ကျောင်းဓာတ်နဲ့ထိုးတာပါရှင်။အဝေးကလူကအများဆုံးဖလန့်ပစ်နိုင်လို့ရှင်ခဲနဲ့ထိုးတာပဲလုပ်နိုင်တာ။အဲ့ဒီခဲကကိုယ်ထူထိချင်မှထိမှာ။ဒါပေမဲ့အနီးကပ်လူကဓာတ်နဲ့ထိုးလို့ရှင်တော့နောက်ကျောင်းမှာတန်ရာတွေရာသွားနိုင်ပါရဲ့ရှင်။အီရန်အလားခံလာရတာပေါ့နော်။အဲ့ဒါလေးကတော့သင်ကန်းစာယူစရာလေးပါပဲရှင်။ဒီတော့တကြကဘာစကြီးဖြစ်လာမှာအောင်ဆိုရင်လည်းဖြစ်လာခဲ့လို့ရှင်မြန်မာနိုင်ငံမှာလည်းပတ်သက်မှုတွေရှိလာနိုင်မယ်။ဘာကြောင့်လဲဆိုတော့စီးပွားရေးတွေအဓိကလောင်စာစီပြဿနာတွေကျမတို့ပစ္စည်းတွေတကြကဘာစဖြစ်နေပြီဆိုကျမတို့နိုင်ငံသားကိုတင်ပို့တဲ့ပစ္စည်းတွေတင်ပို့လို့မရတော့ဘူး။ ဟုတ်တယ်နော်အချိန်ကြာရင်နိုင်ငံခြားဝင်ငွေတွေကျော့နေလာမယ်ပြီးလို့ရှင်နိုင်ငံတကာမှာဆိုအချိန်ကြာလို့ရှင်ဒီအဖွဲ့အစည်းတွေပေါ့နော်အရက်ပတ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့အဖွဲ့အစည်းပါညာတွေကသူတို့လှုပ်ဆောင်ကြတဲ့ရက်တန်သွားလို့ရှင်ကျမောက်နိုင်ငံကိုလည်းကုညီဆောက်ရှောက်မှုတွေမပေးနိုင်တော့ဘူးကျမတို့ကငလင်တန်းရလာခံနေရတည်းရဆိုဘယ်သူမှလာကုညီတော့မှမဟုတ်ဘူးရှင်သူတို့ကသူစစ်ဖြစ်နေကြတော့မှလေဒါအပြင်ကျမတို့နိုင်ငံတကာဆက်ဆံရေးလည်းဆိုးဝါးလာမယ်ကျမတို့ပြည်တွင်းပြည်ပခလက်နက်ကန်တွေလည်းပို့ပြီးတော့ကြီးထွားလာနိုင်ပါတယ်ရှင် သူများနိုင်ငံမှာဖြစ်နေလို့အောင်ငါတို့ကတော့သူတို့ခရူးမဆိုင်နိုင်လောက်ဘူးလို့တော့ထင်လို့မရအောင်တွေးလို့မရအောင်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အမေရိကန်နဲ့တရုတ်ကအစားရရင်မတည့်တာလေ။စပေါ်တော့တရုတ်ပြည်မှာရှိနေတာဒီစစ်ပွဲတွေကြားထဲမှာသူတို့နိုင်ငံတွေပေါ့ပတ်သက်လာလို့ရှိရင်ကျမောက်နိုင်ငံကသူတို့ကတရားထားမှာမဟုတ်ရှင်သူတို့ရဲ့မဟာဗျူဟာရထဲသွင်းထွက်ချက်ပြီးလို့ရှိရင်ကျမောက်နိုင်ငံမှာရှိနေတဲ့လက်နက်ကိုင်ကိစ္စတွေကိုပို့ပြီးတော့ဓာတ်စီလောင်းတော့မှာအချင်းချင်းကျမောက်နိုင်ငံမှာလည်းဆုံးရှုံးမှုတွေဖြစ်လာမှာပဲရှင်။တက်တက်ကဘာစစ်ဖြစ်ခဲ့ရင်ဘယ်နိုင်ငံမှနေရမှာမဟုတ်ဘူး။မြန်မာနိုင်ငံလည်းနေရမှာမဟုတ်ဘူးရှင်။အဲ့ဒါတော့သိကြပါတယ်။ဒါလေးတော့ဆိုရင်လည်းပေါ့နော်။လက်ရှိမှာကိုတက်တက်ကဘာစစ်မဖြစ်သေးဘူးဆိုပေမဲ့ ျမောက်နိုင်ငံမှာဓာတ်ဆီဆေးတွေကစပြီးတော့တက်ဆပြုတ်နေပြီရှင်ဒါဟာကျမောက်နိုင်ငံနေနဲ့ဒီအီရန်အစ္စရေးစစ်ပွဲကြားထဲမှာခံစားရတဲ့ပမာဏဒုက္ခပါပဲဒီနေ့တော့ရုရှားနဲ့ယူကရိန်းချတော့မှတ်မိသေးလားရှင်ရုရှားနဲ့ယူကရိန်းချပြီလဲဆိုတော့ကျမနိုင်ငံဓာတ်ဆီဆေးတွေခုန်တက်သွားတယ်ရုပ်တရက်ကြည့်လိုက်တော့မသက်ဆိုင်လို့ပဲဒါမှမသက်ဆိုင်နေရဲ့ရှင်ရေနံထုတ်တဲ့နိုင်ငံတွေစစ်ဖြစ်ပြီဆိုရေနံစည်းကတက်ပြီ နိုင်ငံတကာငွေကြေးဖောင်းပွားမှုတွေဖြစ်လာပြီးငွေကြေးတန်ဖိုးတွေပြောင်းလဲလာပြီးဆိုရင်ကျွန်မတို့မြန်မာနိုင်ငံရဲ့ငွေကြေးတန်ဖိုးကအလိုနေနဲ့အောက်ကိုကျသွားပြန်ရောဆိုတော့မြန်မာငွေကြေးတန်ဖိုးမရှိတော့ဘူးကျွန်မတို့တက်စီစီတွေတက်လာမယ်ကျွန်မတို့နိုင်ငံထဲမှာကုန်စည်လုံးတွေတက်လာမယ်သွားလာတာခက်ခဲလာမယ်လက်စင်မီရဖို့တွေခက်ခဲလာမယ်ဆိုတော့ကျွန်မတို့နိုင်ငံမှာလည်းစိုးကြိုးတွေရှိလာမှာရှင့်အဲ့ကြောင့်စစ်ပွဲဟာမယ်နိုင်ငံအတော်မှာမကောင်းဆိုတာတော့အမှန်တရားတစ်ခုပဲရှင့်အားလုံးလက်ခံတဲ့အမှန်တရားပါပဲဒါပေမဲ့လည်းအားလုံးရဲ့အတ္တတွေကိုစီနဲ့ ငါတို့မှန်တယ်ဆိုရင်ကိစ္စရဲ့ဒီမှာတက်တက်ကဘာဆဲဖြစ်မလားမဖြစ်ဘူးလားဆိုတာကတော့ကျမတို့ဆက်လက်ဆောင်ကြည့်ရမယ့်ကိစ္စသာဖြစ်ပါတယ်။ကျမရဲ့စိတ်ဆန္ဒအရဆိုတော့တက်တက်ကဘာဆဲကိုမဖြစ်စေချင်ပါဘူးရှင်။စိုးဝါးတဲ့ပျက်စီးဆုံးရှုံးမှုတွေကဘာကြီးမှဖြစ်လာမှာပါရှင်။မနေ့ကကျမ AI လေးတုံးတော့လေ AI ကိုကျမသွားမေးလိုက်တယ်ဒီလားတက်တက်ကဘာဆဲဖြစ်ခဲ့ရင်လို့လူတွေစစ်ပနေရတိုက်ရမလဲပေါ့နော်ကျမလည်းရှင်းပြီးသွားမေးတာ။ AI ကကျမကိုမပြောရသေးလား။ တကယ်တော့ပါစေဖြစ်လို့ရှိရင်ねကပောင်မှာရှိတဲ့နိုင်ငံတွေရတဲ့ခုနှစ်ရက်ပဲစစ်တိုက်ရမှာပါတဲ့ねဝမ်းသာစရာပဲဘာလို့လဲဆိုတော့ခုနှစ်ရက်ပဲစစ်တိုက်ရမယ်ဆိုတော့သဘောတရားကတော့အကောင်လုံးခုနှစ်ရက်တုန်းကပဲစီဆုံးရှုံးသွားမယ်ဆိုတော့သဘောကိုပြောချင်တာလားမသိဘူးရှင်ဟုတ်သိလားအဲ့လိုတော့ရှိရဲ့ခုနှစ်ရက်နဲ့ကိစ္စပြတ်သွားမှာလေတိတ်မပင်မှန်းတော့လေကောက်တော့ဝရှင်အဲ့လိုတော့တွေးရတာပေါ့နော်ဘယ်တဲ့တိုင်းပဲဘာကြောင့်လဲဆိုတော့တေဖို့ကံပါလာပြီဆိုရင်တိတ်မပါပဲလေ တော့ချောင်းပုံးလို့မမြင်ရတာဒီတော့ခုနှစ်ရက်ပဲပင်မန်းမှာဆိုတော့တော်သေးရပါ့ရှင်နှစ်ပေါင်း900လောက်ပင်မန်းလို့ပို့ဆိုရပါ့ရှင်ဟုတ်တယ်မလားလို့ပဲအကောင့်ဘက်ကပဲတွေးကြတော့ရှင်မတက်နိုင်ဘူး AI ကလည်းသူပြောတာအားလုံးလည်းမှန်တာတော့မဟုတ်ပါဘူးဒါပေမဲ့သူမနေ့ကဖြေတာကျွန်မရည်ချက်လို့ပါဒီနေ့မှာတော့ဒီကဘာမှာဖြစ်တဲ့အရေးလေးနဲ့ကျွန်မမြန်မာနိုင်ငံတက်စီဈေးလေးနဲ့ဘယ်လိုဆက်ဆံမှုရှိရဲဆိုတာလေးကိုကျွန်မဒီသတင်းလေးရနေပြီးတော့သုံးသပ်တင်ပြပေးတာဖြစ်ပါရှင်မိဘပြည်သူများရှင်ကျွန်မအခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ပြည်ပအမှုပညာရှင်73ဦးကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရဲဆဲခဲ့ပြီးဖြစ်ပါရှင်ရဲဆဲအကြောင်းလေးကိုဒီနေ့မှာဆိုလဲသတင်းဌာနအစုံမှတင်နေကြတော့မြင်တွေ့ရပါရှင် မဖတ်သေးတဲ့မသိရသေးတဲ့မိဘပြည်များအတွက်ကိုကျွန်မခုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံသားဖြစ်ကနေပြီးတော့ရက်စဲခံလူပညာရှင်တွေကတော့အဆိုတော်ဖြူကျော်တဲ့ဒရိုက်တာနာကြီးခေါ်ညာနာတင်ဦးဒရိုက်တာကိုပေါက်ခေါ်အောင်မင်းနိုင်အဆိုတော်လင်းလင်းခေါ်ထွေးလင်းကိုအဆိုတော်ချမ်းချမ်းခေါ်ချမ်းမြငိရုပ်ရှင်တရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူလူပညာရှင်မြန်နိုအေးအဆိုတော်အာဇာနီခေါ်ဇာနီမျိုးညွန့်အမှုပညာရှင်ခါရာရုပ်ရှင်တရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင်အဆိုတော်ဝင်းနိုင်ဆိုဒရိုက်တာပြည်ဟိန်တီဟာတရုပ်ဆောင်အောင်မြင့်မြတ်တို့သာဖြစ်ပါရဲ့ ီပုဂ္ဂိုလ်တွေကိုနိုင်ငံတော်ကနေပြီးတော့နိုင်ငံသားဖြစ်ကနေရက်ဆဲခဲ့ပါတယ်။ဒါကြောင့်ဒီပုဂ္ဂိုလ်တွေကဆိုရင်နိုင်ငံမဲ့တွေဖြစ်သွားခဲ့ပါပြီရှင့်။နိုင်ငံမဲ့ဆိုတာအိုးမဲ့အိမ်မဲ့သူတက်တော်မှာခြေနေဆိုးပါတယ်။ဘာကြောင့်ခြေနေဆိုးရလဲဆိုတာလေးကိုကျွန်မဆက်လက်ပြီးတော့ပြောပြပေးပါမယ်ရှင်။ဒီအနေနဲ့မတင်ဆက်ခင်လေးမှာပြောချင်တာလေးပေါ့နော်။မိဘပြည်သူတွေရဲ့ရင်ထဲကခံစားချက်ကိုနိုင်ငံတော်မသိလို့ကျွန်မပြောချင်တာလေးရှိပါတယ်။လူပညာရှင်တွေက2021မှာဆိုရင်ဆိုးဝါးစွာနိုင်ငံတော်ပြည့်စည်စေမယ့်ကိစ္စတွေစုပေါင်းလုံဆောင်ခဲ့ကြတယ်။ ။ဒါကြောင့် CDN လုပ်တဲ့သူမျိုးသမီးတွေအချို့ဟာဆိုရင်အခုချိန်မှာလိမ့်လုံသားတွေဖြစ်နေဘဝတွေပြက်နေဒုက္ခတွေရောက်နေ။ဒါအပြင်နိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ကိစ္စတွေကြည့်လိုက်ပါဦးရှင်။စိတ်ချမ်းသာစရာတကွမ်းမှမရှိဘူး။ဒါတွေအားလုံးရဲ့မြေဖြားခံရဟာအမှုပညာရှင်တွေကြောက်ပဲရှင်။ဒါပြင်နိုင်ငံတော်ကအရေးယူတဲ့အခါကျတော့လက်သုံးချောင်းထောင်ထားခြင်းအတူတူပါမန်ပြည်သူတွေကြတော့ထောင်ထဲကိုတန်းကလေးသွားရပြီးတော့နုပညာရှင်တွေကလက်မှတ်တွေထိုးပြီးပြန်ထွက်လာတယ်ဆိုတာကပြည်သူရဲ့နှလုံးသားတွေကိုအဲ့ဒါဓာတ်နဲ့ထိုးလိုက်တာပဲရှင် ။ဒါ့အပြင်2021ကိစ္စရဲ့ကြီးမှာနုပညာရှင်တွေဆိုရှယ်မီဒီယာထက်ကနေပြည်သူတွေကိုဘလောက်ထိတောင်စော်ကားမိုက်ရိုင်းဆဲဆိုခဲ့ကြလဲဆိုတာလူချင်းမင်းတို့သိလိုက်ပါသလားရှင်။ပြည်သူတွေကိုတိုက်ရမယ်ဆိုတာဒီပြောခဲ့တဲ့ထုတ်ပြောခဲ့တဲ့နုပညာရှင်တွေတောင်ရှိတယ်။အလောက်ထိကိုစိတ်ဓာတ်တွေအောက်တန်းကြကြောင်းကိုသူတို့ရဲ့အစ္စတတွေကိုမိဘပြည်သူတွေကမြင်ပြီးသွားပြီရှင်။သူတို့ရဲ့ရုပ်တံတွေဘလောက်ထိပဲလှပစွာဖုံးလွှမ်းထားပါစေ။သူတို့အတွင်းစိတ်ကြီးကအရန်အကြီးတန်အယုံဆိုးတယ်ဆိုတော့မိဘပြည်သူတွေသိပြီးသွားပြီရှင်။ဒါ့အပြင်မိဘပြည်သူတွေနှလုံးသားထဲမှာထိုးဆိုင်ခံနာရတဲ့ မြားရဲ့လားရာဟာအမှုပညာရှင်တွေစီကနေလာတာလည်းရှိရဲ့ရှင်။မြားပေါင်းတော့မြောင်များစွာစိုက်နေတဲ့အိတ်ရအိတ်ရတချောင်းကအမှုပညာရှင်ပြက်လိုက်ပြီမြား။သူတို့ရဲ့နှလုံးသားအောင်နာကျင်ရအောင်ခံစားရအောင်လှုပ်လိုက်တဲ့မြားပိုင်ရှင်တွေကိုနိုင်ငံတော်ကနေပြီးတော့အခုချိန်မှာရုပ်ရှင်မျိုးတော်တို့မြေကွက်ကြီးတွေချပေးတာတို့ဘဲပွဲတက်တက်ခန်းခန်းနာနာကြိုးစုံကုန်ပြုတ်နေတာတို့အရန်ကိုချစ်ခင်ရင်းနှီးစွာနေထိုင်ပြနေတာတို့ဆိုတဲ့ပုံရိပ်တွေဟာ မိဘပြည်သူတွေရဲ့ရင်ထဲကနှလုံးသားထဲကဒဏ်ရာကိုထပ်ပြီးတော့ထိုးစွားလိုက်တာနဲ့တူတယ်ဆိုတာလူချင်းမင်းတို့သတိထားမိပါရဲ့လားရှင့်လူချင်းမင်းတို့နိုင်ငံတော်မှာတာဝန်ရှိရတဲ့လူပြည်ရှင်နဲ့သွားပြီးတွေ့ဆုံဆွေးနွေးလူပြည်ရှင်နဲ့လိုအပ်ချက်တွေဖြည့်ပေးတိုင်းမှာအဲ့ဒီသတင်းတွေတင်တိုင်းမှာအဲ့ဒီသတင်းတင်တဲ့သူတွေအောက်ကခွန်မှန်လေးတွေကိုဖတ်ကြည့်မိရဲ့လားရှင့်ပြည်သူတွေဘလောက်ထိတော့မှစိတ်မနှံခဲမရနဲ့ဒေါသတွေထွက်နေရလဲဆိုတာတစ်ချက်လောက်စောင့်ခဲ့ပြီးတော့ကြည့်ရှုလေ့လာကြပါအောင်ရှင့်လူပြည်ရှင်နဲ့ကြောင့်ပြည်သူတွေကဘဝပြတ်သွားခဲ့တာသူတို့ကဘဝပြတ်အောင်လုပ်တဲ့သူတွေကို တို့အားကိုးရတဲ့နိုင်ငံတော်ကချိမြင့်ဖြောက်စားနေရဆိုတော့မြင်ရတာကမြန်မာနိုင်ငံသားမိဘပြည်သူတွေရှင်ထဲမှာကောင်းမှမလားရှင်ဒါကိုနိုင်ငံတော်မှာတာဝန်ရှိတဲ့သူတွေမစင်စမ်းမိလောက်လို့ကျွန်မပြောပြတာပါလူကြီးမင်းတို့ကတော့နိုင်ငံတော်ကောင်းစေချင်လို့လောက်တာကျွန်မသိပါတယ်ရှင်ကျွန်မတို့သိပါတယ်နိုင်ငံတော်အတွက်ကိုကောင်းရကောင်းကျိုးပဲလုပ်ကြတာပဲဒါပေမဲ့အခြေခံပြည်သူတွေနဲ့မိဘပြည်သူတွေရဲ့ရင်ထဲကနှလုံးသားထဲကထန်ရောင်မိထားလို့မရအောင်ရှင်သူတို့ကိုစိတ်ဒုက္ခရောက်အောင်ဘဝပြောင်းလုပ်ခဲ့တဲ့သူတွေလူကြီးမင်းတို့က ချီးမြှင့်မြှောက်စားလေးအဲ့ဒီအမုံတရားလူချင်းမင်းတို့စီကိုရောက်လာလေးပဲရှင့်အဲ့လိုရောက်လာလူချင်းမင်းတို့လုပ်ငန်းဆောင်တာတွေအားလုံးကိုသူတို့ကလိုက်ပါလို့ကြတယ်လည်းမရှိဘူးစိတ်ဝင်စားခြင်းလည်းမရှိတော့လူချင်းမင်းတို့ဘာလို့လို့မကောင်းမြင်နေတော့မှာအဲ့ဒါဟာအဲ့လိုမျိုးမြင်ကွင်းနေကြပါရှင့်ပြီးတော့ခစ်ကာလာပြောင်းလဲသွားပါပြီနော်နုပညာရှင်တွေကိုပြည်သူတွေကမုံပြီးတော့ယွန်နေတဲ့အတွက်သူတို့တွေကလူချင်းမင်းတို့နိုင်ငံတော်အတွက်ကိုစီယုံရေးလုပ်ပေးမယ်ဆိုတော့ဘယ်ပြည်သူမှလက်ခံတော့မှာမဟုတ်ဘူးရှင်။လူပညာရှင်တွေကိုဘယ်ပြည်သူမှမယုံတော့ဘူး။သူတို့ဩဇာအာဏာနိုင်ငံရေးမှာမရှိတော့ဘူးရှင်။ သူတို့ဩဇာအာဏာကို2021နိုင်ငံရေးကိစ္စမှာသူတို့အကုန်လုံးသုံးလိုက်ပြီးသူတို့မှာဩဇာအာဏာတုံ့ပြန်ဖြစ်သွားပြီရှင့်အဲ့လိုတုံ့ပြန်ဖြစ်တဲ့သူတွေကိုဘယ်လိုမျှော်လင့်ချက်နဲ့နိုင်ငံတော်တိဆောက်ရေးနိုင်ငံတော်စီယုံရေးကိုသုံးပါလဲရှင့်ဒါကသတိထားဆင်ခြင်တဲ့အတွက်ကျွန်မလည်းထောက်ပြတာပါရှင့်ကျွန်မခုပြောပြရလေးကတော့ကျွန်မမိဘပြည်သူတွေကျွန်မတို့ရှင် ဖွင့်တဲ့ data တွေကနေပြီးတော့ပဲကျွန်မပြန်လဲထုတ်လုပ်ပြီးတော့ပြန်ဆက်ပေးတာဖြစ်ပါရှင့်မိဘပြည်သူတွေရှင်ထဲမှာခံစားနေရတာတွေကိုလူချင်းမင်းတို့လည်းသိစေခြင်းနဲ့အတွက်ကျွန်မပြောပြရပါရှင့် အဲကျွန်မအနေနဲ့ဆက်လက်ပြီးတင်ဆက်ဆရာရှေ့တင်ဆက်ပေးပါမယ်။ပေါ့နိုင်ငံမှာဆိုရင်ဒါနိုင်ငံသားဖြစ်ကနေရက်စဲခံရတဲ့သူအများရှယ်ပေါ့နော်။ဒီလူတွေကဆိုရင်အရင်ကတော့မသိတာအောင်ဆိုမဲ့အခုချိန်မှာပြဿနာရှိလာနိုင်ပြီရှင်။အဲ့ဒီပြဿနာလေးကျွန်မအနေနဲ့ပြောပြမယ်။အဲ့ဒါကဘာလဲဆိုတော့သူတို့လက်ရှိရောက်ရှိနေတဲ့အမေရိကန်နိုင်ငံအစိုးရဆိုရင်သူတို့ဟာအဲ့ဒီနိုင်ငံနဲ့ပြည်နေတန်ခံရနိုင်ခြင်းမြင့်ပါတယ်။နိုင်ငံသားမြန်မာနိုင်ငံနဲ့သူတို့ပေါ့နော်နိုင်ငံသားဖြစ်ရက်စဲလိုက်ပြီဆိုရင်။ဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံမှာလည်းလက်ရှိမှာရွှေပြောင်းနေထိုင်သူတွေနဲ့ပတ်သက်ပြီးတော့ဥပဒေအရတင်းကျပ်စွာလုံဆောင်နေရတဲ့အတွက်သူတို့ဟာဆိုရင် မြန်မာနိုင်ငံနဲ့နိုင်ငံသားဖြစ်ရက်စဲလိုက်မယ်ဆိုရင်ဒုက္ခတဲ့အဆင့်တန်းနဲ့ပြတ်ပြားသွားနိုင်ပြီးတော့ပြည်နှင်တန်ခံရနိုင်ပါရဲ့ရှင့်နောက်ထပ်ပြဿနာတစ်ခုကတော့ဒီပြည်ပြည်နုပညာရှင်တွေဟာဆိုရင်မြန်မာနိုင်ငံသားဖြစ်ကနေရက်စဲခံရမယ်ဆိုရင်နိုင်ငံကူးလက်မှတ်ဆိုတာမရှိတော့ဘူးဘောနော်မြန်မာနိုင်ငံသားမဟုတ်တော့တဲ့အတွက်မြန်မာနိုင်ငံသားတွေရရှိပိုင်ဆိုင်ထားတဲ့နိုင်ငံကူးလက်မှတ်တွေသူတို့သုံးဆွဲလို့မရတော့ဘူးအဲ့ချိန်ကြလို့ရှင့်သူတို့အနေနဲ့ဘယ်ကိုသွားဖို့ဘယ်ကိုလာဖို့ခက်ခဲလာမှာဖြစ်တယ်လို့မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုရင်လည်းနိုင်ငံကူးလက်မှတ်မရှိတဲ့အတွက်ဝင်ဖို့အတွက်ကိုခက်ခဲသွားမှာဖြစ်ပါရဲ့ရှင်။နောက်ထပ်တစ်ခုကတော့အမေရိကန်နိုင်ငံနဲ့မြန်မာနိုင်ငံကိုပြန်ပို့ခံရနိုင်ခြင်းအင်မတန်မြင့်မားပါရဲ့ရှင်။ဒါလေးကသူတို့ဆက်လက်ရင်ဆိုင်ရနိုင်တဲ့ကိစ္စတွေဖြစ်ပါတယ်။ဒင်းတုံးတက်ရမယ်ဆိုတော့ရှင်မြန်မာနိုင်ငံအဲ့လိုမျိုးနိုင်ငံသားဖြစ်ရက်ဆဲလိုက်တဲ့ကိစ္စကသူတို့စီကိုစိုးကျိုးတွေအများကြီးဖြစ်သွားမှာရှင်။သူတို့နေထိုင်ခွင့်တွေအလုပ်လုပ်ကင်ခွင့်တွေပညာသင်ခွင့်တွေပေါ့နော်အားလုံးဆုံးရှုံးမှုတွေဖြစ်သွားနိုင်ပါတယ်။သူများနိုင်ငံမှာသူများမျက်နှာကြည့်ပြီးနေရတော့မယ့်ဘဝဖြစ်သွားမှာပေါ့နော်အဲ့လိုတော့ရှိပါရဲ့ရှင်သူတို့ရဲ့ဘဝကအဆိုးဆုံးချိန်တွေထိကြောက်သွားမှာဖြစ်ပါတယ် ဒီအခြေအနေကနေပြီးတော့တို့ဘလို့ရုံးကန်ထွက်မလဲဆိုတော့ဒါတို့ရဲ့ညံညံသွေးနဲ့တို့လုံးဆောင်ချက်နဲ့ပဲသက်ဆိုင်ပါတယ်ပြီးတော့ဘလို့ပဲဖြစ်ဖြစ်တချို့အရာတွေကကန်စမာရဟတ်ကတပတ်လဲပါတယ်ရဟတ်ကိုမျက်စိရဲ့မြင်အောင်ကြည့်ဒီလိုလဲနေတာနော်လူတိုင်းဟာရဟတ်ပုံမှာရှိနေတဲ့သူတွေလိုပဲကန်စမာကတက်လိုက်ကြလိုက်တက်လိုက်ကြလိုက်ကံကြမ္မာတက်တဲ့အချိန်မှာကောင်းလာလေလုံမှာကြားတဲ့အချိန်မှာလည်းနည်းနည်းအစင်ပြေချောမွေမှာရှင်ပြီးတော့ပြည်ပြင်းဥပညာရှင်နေနေကကန်စာတာတက်တဲ့ချိန်ကုံသွားခဲ့ပြီကန်စာတာပြန်ကြလာတဲ့အချိန်မှာ ကိုကန်စာတာတက်တဲ့ချိန်ပိုင်းလှုပ်ထားလဲဆိုတော့ကိုအောင်စမ်းသာပေါ့ရှင်နိုင်ငံတစ်ခုလုံးစာပျက်စီးရပျက်စီးအောင်လှုပ်ခဲ့တဲ့သူတွေကတန်ကောင်းစရာအကြောင်းတော့တစ်စက်မှမရှိဘူးရှင်အဲ့ဒါတော့ကျွန်မအာမခံတယ်ဒါလေးတော့ကျွန်မဒင်းသုံးသက်ချက်လေးအနေနဲ့တင်ဆက်လိုက်ပြရစီတော့ရှင်မိဘပြည်များကိုနောက်ဆုံးပဲအိတ်နဲ့လွယ်ဆိုသလိုကျွန်မတင်ဆက်ပေးရမယ့်သတင်းလေးကတော့ဒေါအောင်စန်းစုကြည်ရဲ့ထောင်ထဲမှာနေထိုင်နေရတဲ့ဘဝအခြေအနေလေးကိုကျွန်မတင်ဆက်ပေးချင်ပါတယ်ကျွန်မတင်ဆက်ပေးနိုင်ရတဲ့အကြောင်းရင်းဖြစ်လာတာကတော့ဒေါအောင်စန်းစုကြည်ပေါ့နော်တရားရင်ဆိုင်နေရတဲ့အချိန်မှာစီတီလီမှတ်တမ်းက The Guardian ဆိုတဲ့သတင်းစာစီကိုပေါက်ကြားသွားခဲ့ပါရှင့် ျမမနေ့ကတော့မှ BBC ဘာဘီစ်နဲ့ပတ်သက်ပြီးတော့သတင်းတင်လိုက်ပါသေးရေပေါ့နော်မြန်မာနိုင်ငံမှာဒီလိုမျိုးပြည်ပမီဒီယာတွေမှာလှုပ်လှုပ်ကြိုင်နေတဲ့သူတွေခြေရှုပ်ပြီးသွားလာနေတဲ့ကိစ္စတွေကနိုင်ငံတော်ရဲ့လှုပ်ဝက်ချက်တွေပေါက်ကြားနိုင်တယ်နော်ဆိုပြီးတော့ကျွန်မမနေ့ကသတင်းသုံးသက်ချက်လေးတင်လိုက်ပါသေးရဲ့ရှင်မနေ့ကမှတင်လိုက်သေးရဲ့ပူပူနွေ့နွေ့လေးဒီနေ့မနေ့မှာပဲလှုပ်ကိစ္စတွေဖြစ်လာခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပေါက်ကြားခြင်းကတပ္ပဓမာဆုံးချိန်တော့မဟုတ်ဘူးရှင်ခစ်တဲ့တို့ BBC တို့ RFA တို့မှာကျွန်မတို့နိုင်ငံရဲ့ စာရွက်စာတမ်းတွေရောပေါ့နော်စစ်ဘောနိုင်ငံလှုပ်ဝက်ချက်တွေရောအားလုံးကသူတို့စီကိုရောက်ရှိနေပြီးသားပဲရှင်ကျွန်မနိုင်ငံကလေလှုပ်ဝက်ချက်လုံးဝမရှိတဲ့နိုင်ငံဖြစ်နေပြီရှင်သိလားအဲ့လိုကိစ္စဖြစ်တာနဲ့တခုဒေါန်ဆန်းစုတီရဲ့တရားခွင်တွေကရုပ်သံဖိုင်တက်လာခဲ့ပါတယ်ကျွန်မပြသထားပါမယ်နော် The Guardian မှာပွင့်ထွက်လာတဲ့ရုပ်သံပြီးတော့ခေတ္တတို့မြေစီမာတို့ BBC တို့အောက်အကုန်လုံးပေါ့ရှင်တင်နေကြပြီရုပ်သံတစ်ကမ္ဘာလုံးမြင်နေပြီဖြစ်တယ်ကျွန်မပြောပြပြတာဖြစ်ပါတယ်ရှင်အဲ့ဒီရုပ်သံနဲ့အတူ The Guardian ကနေပြီးတော့သတင်းဆောင်မတစ်ခုကိုလည်းရေးသားလာခဲ့ပါတယ် ကျွန်မအနေနဲ့အခုဒီသတင်းသုံးသပ်ချက်လေးမှာခေါင်းစဉ်နှစ်ခုတော့ပြောရပါမယ်။ခေါင်းစဉ်တစ်ခုကကြတော့ကျွန်မနိုင်ငံရဲ့လှုပ်ဝှက်ချက်တွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုး CCTV တွေပေါက်ကြားလာတဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမယ်အကြောင်းပြချက်။နောက်တစ်ခုကကြတော့ anti suit ချစ်တဲ့သူရဲ့ anti suit ထောင်းထဲမှာဘလို့နေလဲဆိုတာသိကျင်တဲ့သူတွေအတွက်သုံးသပ်ချက်နှစ်ခုထောက်ရမှာပေါ့နော်။ CCTV မှတ်တမ်းပေါက်ကြားခြင်းကိုပြောရမယ်ဆိုတော့ဒီတော့ပေါက်ကြားခြင်းမှာသစ္စာပေါက်လောက်ကြောက်ဆိုရင်ဒီသစ္စာပေါက်လောက်ကဒီမှတ်တမ်းဖိုင်ကိုဒီ The Guardian စီကိုဘလို့ပို့လိုက်တာလဲ။ The Guardian ကိုဒါရိုက်ဆက်သွယ်ပြီးပို့မယ်လို့ထင်လား။ဂျားလူနဲ့ပို့မယ်လို့ထင်လားချင်း။ ကျမအားကြောင့်ပြောတာလူတွေကခါကြလို့ရှင်နိုင်ငံတော်ဘောတစ္ဆာရှိပြီးလှုပ်လှုပ်တဲ့သူတွေကိုပဲမျက်စိသွားမွေစူးနေတတ်တာတကယ်တစ္ဆပေါက်တောက်တွေအကြောင်းမေ့နေကြတယ်မြန်မာနိုင်ငံမှာခြေရှုပ်ပြီးကောင်းကောင်းအလုပ်လုပ်နေတဲ့မီဒီယာသမားတွေကပြည်ပမီဒီယာတွေမှာလှုပ်လှုပ်နေတဲ့သူတွေရှင်ပြည်ပမီဒီယာတွေလက်ဝေခံလုပ်နေတဲ့သူတွေဒီလူတွေကိုအထူးသတိထားပြီးစောင့်ကြည့်တယ်မှာရှင်နောက်ထပ်တစ်ခုကကျတော့ CCTV မှတ်တမ်းဟူသည့်အင်တာနက်ချိန်ထားလို့မရပါဘူးရှင်အင်တာနက်ချိန်ထားလို့ရှင်ဟပ်ပြီးတော့ယူလို့ရပါတယ်ဒါကိုအဲ့ဒီ CCTV မှတ်တမ်းကင်တဲ့လူကမသိရလား တည့်ရနဲ့လောက်တာလားဆိုတော့လူကြီးမင်းတို့စစ်ဆေးရမကိစ္စတာဖြစ်ပါတယ်။ဒီလိုရုပ်တံဖာမျိုးပေါက်ကြားလာခြင်းဟာတစ်ဖက်ကနိုင်ငံရေးရဲ့အမျက်ထုတ်ပြီးတော့လှုပ်ချင်ရလို့သွားနိုင်ပါရဲ့ရှင့်။ဒါပေမဲ့ကံကောင်းတာလေးတစ်ခုကတော့မှတ်တမ်းဖိုင်တွေမှာပါတဲ့ဒေါအောင်ဆန်းစုကြည်ပုံရိပ်ဟာဆိုရင်တိတ်ခါရှိသွားနေပဲသူ့အတူအမှုရင်ဆိုင်နေရတဲ့ပုံစံလေးသူ့မဟုတ်တာလည်းဘာမှလုပ်မထားဘူး။သူ့ရဲ့တိတ်ခါတိကျအောင်လည်းဘာမှလုပ်မထားဘူးရှင့်။ဒါလေးကတော့ကျွန်မနိုင်ငံကအစအရေးသူ့ပုံမှာကောက်ကောက်မော်ဆက်ဆံတဲ့အတွက်ရုပ်သားဖိုင်ပေါက်ကြားလာတာတော့မှဘာမှသိပြီးအပြစ်ရှာလို့မရတဲ့အခြေအနေကခုဖြစ်သွားတာပေါ့နော်ဒါလေးကတော့ကံကောင်းတယ်ပြောအောင်ပါပေါ့ရှင့် တို့ The Guardian မှာရေးထားတဲ့စောင်းမလေးရဲ့မှာလည်းဒေါအောင်ဆန်းစုကြည်ရဲ့နေထိုင်မှုလေးတွေကိုကျမတို့သိရပါရဲ့ရှင်ဒါလေးရောကျမအန်တီဆုချစ်သူများတော့ပြောပြချင်ပါတယ်ဒီ Guardian စောင်းမထဲမှာရေးထားတဲ့သူဟာဆိုရင်တော့ကိုတင်ထပ်ပိုင်ဆိုတဲ့သူဖြစ်ပါရဲ့ရှင်ဒီသူ့ရဲ့ဒီသတင်းစာမှာဟိုစောင်းမရေးတဲ့သူဖော်ပြထားတာဖြစ်ပါရဲ့ရှင်ဒီသတင်းစာထဲမှာဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့ပေါ့နော်သူထောင်ထဲမှာနေထိုင်တဲ့နေစဉ်ဘဝလေးရေးသားထားတာလေးပါတယ်အဲ့ဒါလေးကျမပြောပြပါမယ်ရှင်ဒေါန်ဆန်းစုကြည်အားဆိုရင်မနက်၄:၃၀မှာအိပ်ရထားတယ်။ညဘက်ဆိုရင်သူက၈:၀၀ခွဲဆိုရင်အိပ်ရဝင်တယ်လို့သိရပါရဲ့ရှင့်။ ပြီးတော့မနက်တိုင်းတနင်္ဂနွေကျော်သူကတရားထိုင်တယ်ညနေတိုင်း၄ချိန်ခန့်အဖြစ်အခန်းထဲမှာပဒီလေးစိတ်ပြီးတော့လမ်းလျှောက်လေးရှိတယ်လို့သိရပါတယ်။ဒီတော့ဒေါအောင်ဆန်းစုကြည်ရဲ့နေစဉ်ဘဝဟာဆိုရင်အေးအေးချမ်းချမ်းနဲ့တော့တော်တော်အဆင်ပြေပြေဖြတ်သန်းနေတဲ့ပုံမှန်ရှင်ထောင်ထဲမှာလေဘောနောမနက်ဆိုအေးအထားတယ်မနက်စာလေးစားတယ်ညနေဆိုပဒီလေးစိတ်ပြီးလမ်းလေးလျှောက်တယ်ဆိုတော့တော်တော်တရားဖြတ်သန်းနေတာပဲရှင်။အဲ့ဒါကိုတချို့တွေကဒေါအောင်ဆန်းစုကြည်ကိုထောင်ထဲမှာနှိမ့်ဆက်ခံနေရတယ်ဒုက္ခရောက်နေရဆိုပြီးတော့တွေးပြီးတော့ဘောနောအဲ့လိုစိတ်ပူနေတဲ့သူတွေရှိရဲ့ရှင်။ကိုကြည့်ရောတော့တဲ့မှာထမင်းချမ်းနဲ့ဟိုငပိတော့မနက်မမှန်ဘူး။ ဒီဟာကိုကြည့်ရောတနေ့လုံးလုံလို့မှအဲ့လိုမျိုးပေါ့နော်ဘဝဒုက္ခတွေများပြီးတော့ PTSD တွေရဲ့ဒုက္ခပေးမှုခံနေရတဲ့နေရာမှာနေနေရတဲ့သူတွေက anti don san suji ကိုကျမပါတိချမ်းသာပါစေလို့ပေါ့နော် anti don suji လွတ်ပါစေလို့စသဖြင့်ပေါ့နော် anti ရဲ့ထောင်ထဲကဘဝတော့မှ PTSD ကြားထဲမှာနေရတဲ့ပြည်သူတွေဘဝထက်အများကြီးတာသေးတယ်အစာပေါင်းမြောက်များစွာတာလုံနေသေးရဲ့ရှင်သူ့မှာတရားလဲအထောက်ချိန်ရတယ်သူအေးစစ်စစ်တသားရနေနေရဆိုတာကိုအပြင်ရလူတွေကသူ့သနာနေတာနဲ့ပြောင်းပြန်ဖြစ်နေသလားလို့တကယ်ဆို तू ကအပြင်ရလူတွေသနာမှာသူ့ကြောင့်ဒုက္ခရောက်နေသူမြန်မာနိုင်ငံမှာတန်းနေရှိရှိရဲ့ ခွင့်ပြင်းနေကြအတန်းနဲ့ချီရှိရဲ့ဒါပြင်ဒုက္ခတရားမောင်းမြောင်များစွာရင်ဆိုင်နေရတဲ့နိုင်ငံဝန်ထမ်းတွေလည်းရှိပြန်တယ်အရာအလုံးသူ့ဟာနေပဲရေတောက်မြက်ကနေဖြစ်လာတာလေသူဆိုတဲ့တပိန်ကြီးကနေပဲဖြစ်လာတာလေအဲ့တော့သူကတော့မှပြည်သူတွေကိုတနာရမှာပြည်သူတွေကသူ့တနာရမှာမဟုတ်ဘူးအဲ့ဒါတွေကကျွန်မပြောင်းပြန်လေးဖြစ်နေလို့တဲ့ပေးတာပြန်ပြီးအတက်အတက်တွေးပေးတာပေါ့နော်အဲ့လိုမျိုးနဲ့ဆင်ញင်ကြည့်ကြပါရှင့်ပြောနောက်ထပ်ရေးထားတာကတောင်ဆန်းစုကြည်ရဲ့စားတော့နေထိုင်မှုပုံစံကိုလည်းဖော်ပြထားတဲ့တည်င်းဆောင်မားထဲမှာကျမဖတ်ပြမယ်တဲ့လားတေသေးချာချာနားထောင်ကြည့်နော်။တောင်ဆန်းစုကြည်ရတဲ့အစားတော့နေတယ်တဲ့ မနက်စာအတွက်ကိုသူကကြက်ဥကျော်နေ့လယ်စာထမင်းနေနေနဲ့အသားငါးတွေစားတယ်ညစာအတွက်ကိုသူကပါမုတ်စားတယ်တဲ့ပြီးတော့ဒေါက်ဆန်းစုကြည်ရဲ့ဒီပေါင်ကြားလာတဲ့မှတ်တမ်းတစ်ခုမှဆိုရင်နေ့လယ်စာအဖြစ်ထမင်းနှစ်စုံကျက်သားငါးသားလုံးဟင်းကျုံချောကလက်နှစ်ခုငကမောင်သိအနည်းငယ်စားသုံးတယ်ဆိုပြီးတော့ရေးထားတယ်ရှင်မိဘပြည်သူတို့နေ့စဉ်နေတိုင်းထမင်းစားတဲ့အခါမှာကျက်သားရဲ့ငါးသားလုံးဟင်းကျုံရဲ့တောက်နိုင်လားရှင်စားနိုင်လားချောကလက်လေးရောစားနိုင်လားငကမောင်သိလေးရောစားနိုင်လားရှင် ဒေါန်ဆန်းစုကြည်ရဲ့ဘဝခြေအနေကိုတခြားလောက်လှမ်းကြည့်လိုက်ပါအောင်ရှင်အထက်မှာတတရာပဲရှင်ထောင်ကျနေရဆိုခေါင်းစဉ်ပဲရှိရသူ့ရဲ့ဘဝမှာအာဟာရပြည့်ဝစွာစားတောက်ပြီးတော့အေးအေးချမ်းချမ်းနေနေရတာရှင်အဲ့ဒါကိုတချို့တွေကတနာနေကြရဲဆိုတော့ဘာကြောင့်လဲစဉ်းစားကြည့်ပါဦးအချို့ရှိရဲ့ဇက်နာတာပေါ့နော်ငါတို့အမေစုကိုဖမ်းထားတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ထောင်ထဲကအမေစုအခြေအနေကထောင်ပြမှာရှိနေရှင်တို့ထထောင်မှာအစာပေါင်းပြောင်များစွာတာလွန်နေသေးရဲ့ဟိုမှာအေးအေးဆေးဆေးသူများသူချက်ပြုတ်ကျွေးမွေးကျမ်းမာရေးဆောက်ရှောက်မှုလည်းပေးထားသေးရဲ့အမြင်ရတဲ့ဘဝထမင်းနဲ့မှန်ရလားရှင် ဘသူ့တနာမှာလဲစဉ်းစားကြည့်ပါဦးဘသူ့တနာတင်လဲရှင်းအဲ့ဒါပဲကျမနိုင်ငံပြောင်းပြန်ဖြစ်နော်အဲ့လိုလားရှိရရှင်နော်အော်ကျမလားဆက်လို့ပြတ်ပြပါမရှင်2022ဇွန်လမှာဆိုရင်တောင်ဆန်းစုကြည်ရဲ့အဖွဲရပါနော်ဒေါန်ဆန်းစုကြည်ကိုမွေးနေ့ကိတ်မှာပေးခဲ့တယ်ရှင့်မွေးနေ့ကိတ်ရဆိုရင်သူ့ရဲ့ဓာတ်ပုံနဲ့လှုပ်ထားတဲ့မွေးနေ့ကိတ်လေးဖြစ်တယ်တဲ့အဲ့ဒီမွေးနေ့ပွဲလေးကိုသူကကျင်းပလိုက်ပြီးတော့တရားရုံးကြားနာမှုအပြီးမှာပေါ့နော်သူကမွေးနေ့ကိတ်တွေပဲခွဲလိုက်သေးရဲ့ခွဲပြီးရဲ့အခါမှာတဲ့ဒီဝန်တန်းအနေနဲ့အဆောင်တွေကိုလည်းမျှဝေပြီးတော့ကိတ်ပုံလေးကျွေးခဲ့တယ်တဲ့ရှင့် အမေစုကိုရမ်းစိတ်ပုံနေတဲ့သူစိတ်အေးလိုက်ပါတော့ရှင်ရှင်တို့ရဲ့အမေစုကထောင်ထဲမှာအေးစားတော့နေထိုင်တရားထိုင်ပါညာလုပ်နေပြီးတဲ့အခါမှာမိုးနေပေါ်တော့ကျင်းပလိုက်သေးရဲ့ရှင်ရှင်တော်မှာမိုးနေပေါ်ကျင်းပနိုင်လို့လားနှစ်စင်တဲ့အတိုင်းဟွန်းကျမတို့ပဲတွက်ချက်ပေးရတော့မယ်နော်ဒီစကားကကျမတို့ဒီသတင်းရပါတော့ကျမတို့ဇေယျနေပြီကျမတို့သိထားတာတော့ကြပြီရှင်တော်ဆုံးနေထောင်ထဲမှာအေးဆေးနေရတာကျမတို့သိရကြပြီဒါပေမဲ့ကျမတို့ပြောရသူကမယုံလေရှင်တော့အန်တီတော်ဆုံးစုကြည့်ရောအနိုင်မကျင့်ပါဘူးလို့ပြောရင်မယုံဘူး အခုသူများကပြောတော့မှတို့သဘောပေါက်သွားအောင်အဲ့လိုတော့ရှိရဲ့ရှင်းသိလားနော်အဲ့တော့အရင်စိတ်မပူနေတော့ကိုမသူများ AC ပဲရှင်းလို့သာရှင်းလို့ဘောရှင်းလို့ AA စစ်စစ်ဖြစ်အောင်နည်းနည်းဆင်ခြင်နေထိုင်ကြရှင်အနီမီဘက်သူများကျွန်တော်ပြောပြတာပါရှင်နောက်ထပ်ပြောပြမှာတော့ anti-ransom စုကြည်ရပါဘောနော်ဒီ2021ကနေပြီးတော့သူကသတင်းစာလေနေ့စဉ်သတင်းစာကိုနေ့တိုင်းသူစီကိုထောင်အောက်ဆောက်ပြီးပို့ပေးတယ်တဲ့ နေရင်ဒင်းစာဖတ်တယ်ပြီးတော့သူကဝတ္ထုလေးလည်းတောင်းထက်တယ်တဲ့သူကလေဝတ္ထုပေါ့နော်ဒီအင်္ဂလိပ်ဘာသာစာအုပ်တွေနဲ့ပြင်သစ်ဝတ္ထုတွေကိုလည်းဒေါန်ဆတ်စုကြီးကနေရင်ဖတ်တယ်တဲ့ဒေါန်စုကြီးကအဲထဲမှာဆိုရင်စာဖတ်တဲ့အချိန်ကလည်းနေစဉ်နေတိုင်းအချိန်များများအသုံးပြုရလို့သိရတယ်ပေါ့နော်ဒီတော့သူ့ရဲ့ဘဝနေထိုင်မှုကိုကျွန်မတွက်လိုက်တဲ့ခါမှာတွက်လိုက်တဲ့ခါမှာပေါ့နော်အသက်80နှစ်အမျိုးသမီးတယောက်အစားအသောက်အနေထိုင်အပြင်ကိုနေစဉ်နေတဲ့စာလေးဖတ်ပြီးတရားလေးအားထုတ်ပြီးအေးအေးကျဲကျဲနေရတယ်ဆိုတော့ဘဝက တော်တော်ကိုတော့အဆင်ပြေချုံးမွေလို့ပြောလို့ရရှင့်ဒါပြင်ကိုလွန်ခဲ့တဲ့ဒီ2023မှာဆိုလဲဒီလိုပဲရာသီဥတုအပူချိန်ပေါ့နော်တော်တော်ဆိုးွားတဲ့အတွက်သူတို့နေရာတွေပိုင်းရွှေ့ပေးတာရှိရယ်ပူတဲ့နေရာမှာတော့မထားအောင်တော့မလေးစစ်ဆိုးရများအဲ့လောက်ထိအောင်ခရီးဆိုင်တဲ့တောင်အောင်ဆန်းစုကြည်ကိုကြည့်ပါဦးကျင်နာရှိရလိုက်ပါရှင့်ကျွန်မအဲ့လိုပဲမြင်နေရှင့်သိလားတောင်ဆန်းစုကြည်ချစ်တဲ့သူတွေလည်းဒီလောက်ဆိုတော့စိတ်အေးပါတော့ရှင့်နော်ရှင့်တို့အရန်မုန်းနေရယ်စစ်သားတွေကနှလုံးသားတွေကနုနုလေးလားမသိဘူးတောင်ဆန်းစုကြည်ကိုတေချာလိကျွေးတယ်မိုးရယ်စိတ်ချမ်းသာအောင်ထားရယ် ကျမ်းမောင်ဆောက်ချောက်လဲဓာအပြင်ကိုထောင်ထဲမှာရှိတဲ့ဝန်ထမ်းတွေကိုမှားထားရှိရနော်။တောင်ဆန်းစုကြည်တခုခုမဖြစ်စေနဲ့တဲ့။တခုဖြစ်လို့ရှင်မင်းတို့အားလုံးတောင်းဝင်ယူရမယ်ဆိုပြီးရာဇသံပေးထားတာရှင်။အဲ့လောက်ထိကိုဆောက်ချောက်ပေးထားတာရှင်တို့တောင်ဆန်းစုကြည်ကို။ကျမတို့တောင်ဆန်းစုကြည်ကိုအထက်ကနေတွတ်ထုတ်လာပြီ။ကျွန်တော်လက်ထက်ထည့်နေအောင်ရှင်တို့အဲ့လောက်ဆောက်ချောက်နိုင်မှာမဟုတ်ဘူး။အဲ့ဒါသိကြတယ်။ကျွန်တော်လက်ထက်ထည့်လိုက်ရှင်ကျွန်တော်သူ့ဘန်းပြပြီးလှောက်စားအောင်ပါလေ။ရှင်ကသူ့မှာအပူပင်နေတဲ့စိတ်တွေဆင်းရဲနေရအောင်ပါ။အခုဆိုရင်ထောင်ကျရတယ်ဆိုတဲ့နာမည်ဆိုးတာရှိတာ။ ထောင်ထဲမှာသူနေရတဲ့ဘဝကနိုင်ငံရေးအရှုပ်ရှင်လည်းမရှိဘူး။နိုင်ငံရေးကြောင့်စိတ်ညစ်ရလည်းမရှိဘူး။တရားလေးအားထုတ်မယ်အစားအသောက်ပြေဝအောင်စားမယ်ကျန်းမာရေးယူဆိုင်ခံမယ်နေ့စဉ်နေတဲ့လမ်းလေးလျှောက်နောက်ဆုံးတန်တရားထွက်ကောင်းတဲ့တရားလေးထိုင်တဲ့ကိစ္စအောင်သူလုပ်နိုင်နေရှင်။အပြင်မှာရှိတဲ့အသက်80ကျော်အဖွားအချို့တော်မှသူ့လောက်ကံမကောင်းရှင်။ကျွန်မအဲ့လိုပြောရင်ကျွန်မစိတ်ဆိုးကြအောင်ပဲ။ဒါကျွန်မမြင်တာမြင်တဲ့အတိုင်းပြောပြတာဟုတ်လားမဟုတ်လားစမ်းစားကြည့်ရှင်။ကျမတို့မြန်မာနိုင်ငံမှာတော့ကမ္ဘာမှာပါထောင်ကျတဲ့သူတွေထဲမှာတော်အောင်ဆုံးစုကြည်ကံကောင်းဆုံးပဲရှင်။အဲ့တော့အမေဆုချစ်သူများလက်မခံခြင်းနဲ့လက်ခံမဲ့မှန်တရားတစ်ခုပဲ။ ဒါဟာစစ်အစိုးရလို့ရှင်တို့ခေါ်တဲ့စစ်သားတွေရဲ့တော်ဆန်းစုကြည်ပေါ်မှာထားတဲ့မြစ်တိုင်တရားပဲရှင်။ငဲညာမှုပဲရှင်။အခြားထောင်သားတွေလို့သာထားလိုက်မယ်ဆိုတော့တော်ဆန်းစုကြည်ချိန်မှာဖြစ်နေမယ်လို့ထင်တယ်ရှင်။ထောင်ထဲမှာစားတောက်ကဘလို့ကြွေးလဲဆိုတာရှင်တို့သိပါတယ်။တချို့ထောင်ထဲရောက်ဘူးတာပဲ။ထောင်ကဘလို့ကြွေးလဲ။အဲ့လိုကြွေးလို့လား။နှကမောက်သီးစားလို့လား။ချက်ပလက်ကြွေးလို့လား။အသားလုံးဟင်းချိုလေးနဲ့စက်သားဟင်းလေးနဲ့ကြွေးလို့လားရှင်။ကျမပြောတာလက်မခံခြင်းလည်းရရတယ်ရှင်။လက်မခံခြင်းလည်းရရတယ်လက်ခံခြင်းလည်းရရတယ်။ဒါကျမပေါက်ကြားလာတဲ့ပုံမှာ အမေစုချစ်တဲ့သူကြီးအမေစုရဲ့အနေထားလေးကိုသိအောင်လို့ကျွန်မပြောပြရမှာရှိရပေါ့နော်ဒီတော့အန်တီရောဇန်းစုကြည်ကိုလွတ်မြောက်ဖို့အတွက်ကိုတော်လှန်ရေးလုပ်နေတဲ့သူတွေအနေနဲ့အန်တီရောဇန်းစုကြည်ကတော်လှန်ရေးကိုအားပေးရစကားလည်းခုံးမှလည်းမပြောဘူးဆက်လုပ်ပါလို့လည်းမပြောဘူးအန်တီရောဇန်းစုကြည်ကအင်္ဂါဂျိုဘောရောက်လာလည်းမဟုတ်သူ့မှာနေတိုင်းတရင်စာလည်းဖတ်ရတယ်သူစားတောင်းလေးလည်းဖတ်ရတယ်သူနဲ့လာတွေ့ရရှိနေတဲ့အနေနဲ့တစင်လည်းမြန်မာနိုင်ငံအခြေအနေသူသိရတယ်သူ့ပတ်ဆက်ကနေပြီးအန်ယူဂျီကိုထောက်ခံကြောင်း CRPH ကိုထောက်ခံကြောင်း PDF ကိုထောက်ခံကြောင်းတခုံးမှ ်အမှားစကားမပားလိုက်ဘူးဆိုတာကအခုလုံနေလှုပ်ဆောင်ချက်တွေအန်တီဒေါ်ဆန်စုကြီးကမကြိုက်လို့လေရှင်းရှင်းလေးဟောက်သူတော့မှမထောက်ခံတော့ရှင်တော့ဆက်လုံနေသေးရတော့ကျွန်တော်လောက်မိုက်တဲ့ကဘာကြီးမှမရှိတော့ဘူးအန်တီဒေါ်ဆန်စုကြီးကိုချစ်တယ်ဆိုပြီးရှင်တော့နှစ်နေကြရလို့ပဲကျွန်တော်မြင်နေရှင်ကျွန်တော်နှစ်ခုသုံးသက်သွားတယ်နိုင်ငံတော်လုံခြုံရေးနဲ့အန်တီဒေါ်ဆန်စုကြီးရဲ့ဘဝနေထိုင်မှုပုံစံဒီဟာပေါက်ကြားလာတာတစ်ခုလည်းကောင်းတယ်တစ်ခုလည်းမကောင်းတစ်ခုကကြတော့ကောင်းတာကအန်တီဒေါ်ဆန်စုကြီးအေးကျက်ကျက်နေရတယ်ဆိုတော့မေးစုချစ်ကသိသွားတာပေါ့ရှင်မကောင်းတာကတော့ နိုင်ငံတော်မှာလှုပ်ဝက်အပ်တဲ့ကိစ္စတွေပေါက်ကြားလာတာမကောင်းရှင်။ဒါလေးနှစ်ခုပဲကျွန်မသတင်းသုံးသပ်ချက်လေးနေနဲ့တရားလေးသာပြောပြလိုက်ပြစီတော့ရှင်။ဒီဘက်ပြည်သူများရှင်ကျွန်မသတင်းသုံးသပ်ချက်လေးကိုဒီနေ့မှဒီလောက်နဲ့ပဲရန်နာပြစီရှင်။ကျွန်မသတင်းလေးတွေကိုနေ့စဉ်နေ့တိုင်းပဲစ조사တက်ဆက်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်မမိဘပြည်သူများအမြင်မှန်ရစေချင်လို့ပါ။ကျွန်တော်တို့အားလုံးမှာအမှန်တရားတစ်ခုစီရှိကြတယ်။မိဘပြည်သူတို့မှလည်းရှိကျွန်မမှလည်းရှိနိုင်ငံတော်မှလည်းရှိနော်လက်နက်တိုင်းတိုက်ပွဲဝင်နေသူတွေမှလည်းရှိမှာပဲ။နော်သူတို့လည်းသူတို့သူတို့စိတ်ကတ်ထင်းတဲ့အမှန်တရားပါရှင်။ဒါပေမဲ့ ကျမတို့အားလုံးမှာလိုနေတာတခုကကျမတို့နိုင်ငံတော်အကျိုးပြုစေမဲ့ဘုံအမှန်တရားတခုလိုနေရရှင့်အဲ့ဒီဘုံအမှန်တရားကိုရှာဖွေတွေ့ရှိရနေကကျမတို့နိုင်ငံအေးချမ်းသာယာပြီးစစ်ပွဲတွေအားလုံးရန်ငိမ့်သွားတဲ့နေပဲအဲ့ဒီအမှန်တရားကိုရှာဖွေနိုင်ဖို့အတွက်ကျမတို့အားလုံးစူးစမ်းမှဖြစ်မှာပါအဲ့လိုစူးစမ်းဖို့အတွက်ကိုကျမတို့အတတ်နိုင်ဆုံးတော့ခရီးလမ်းလေးအချို့ကိုရှောက်ရအောင်ပါဘောနော်အဲ့လိုတော့ရှိရပါရှင့်ဒါပေမဲ့ အမှန်တရားလိုချင်တဲ့သူတွေကတော့နည်းနည်းတော့အားဆိုင်ရမှာပေါ့ရှင်နေတော့ပင်မခံရမှာပေါ့နော်အဲ့လိုရှိရဲဒါကြောင့်ဇွဲမလျှော့ပါနဲ့ကျွန်တော်နိုင်ငံကောင်းလာမှာပါကျွန်မယုံကြည်ပါရှင်ကောင်းတဲ့နိုင်ငံကိုလည်းကျွန်တော်မှီလောက်မှာပါရှင်အဲ့လိုလည်းထင်ပါတယ်ပေါ့နော်မှီတော့မှီလောက်မှာပါမှီလောက်ပါရှင်မှီလောက်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဘောမမှီလဲနောက်ဘောပေါ့ရှင်အဲ့လိုပဲတွေးလိုက်တော့တန်တရာအရှိန်ကြီးပဲဟာဟုတ်တယ်မလားဟိုဒီဘောကောင်းတာလုပ်လို့ရှင်နောက်မှကျရင်ကောင်းတဲ့နိုင်ငံမှာလူဖြစ်မှာပဲကျွန်တော်ဒီလိုပဲတွေးရရှင်ဒါကြောင့်ကျွန်တော်တို့နေစင်နေတိုင်း ဘုံမှန်တရားရှာဖို့စူးစမ်းရမယ်ကျမတို့နိုင်ငံအေဂျင့်ဖို့အတွက်ကိုကျမတို့စူးစမ်းရမယ်ရှင်ဒီဟာလေးကိုပဲကျမတို့စိတ်ထဲမှာထည့်ပြီးတော့ကျမတို့နိုင်ငံအတွက်ကိုဆက်လက်စူးစမ်းကြပါစို့ရှင်ကျမတဲ့တဲ့လေးတွေကိုနေ့စဉ်နေ့တိုင်းပဲအားပေးကြည့်ရှုခဲ့ကြရင်မိဘသူများအားလုံးဆက်ချမ်းသာကိုကြမှာကြပါစေကောင်းသောလူရင်းစံနာများပြေဝါကြပါစေလို့ကျမတို့ Prime Media မိသားစုကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်